ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဧပြီရဲ့ရောက်မှင်းကလူတိုင်းကတန်ရှင်းမှုကိုနှစ်သက်ကြပါတယ်ဒီလိုချင်းနေမျိုးမှာဧပြီလိုတန်ရှင်းမှုကိုနှစ်သက်တဲ့တနေ့သုံးချိန်ရေချိုးတဲ့ချွေးမဟာအင်ကိုရောက်လာတဲ့အခါမှာတော့အလုံးဝမ်းတာသွားကြပါတယ်ဒါပေမဲ့အဲ့ဒီတနာစီယာလူတွေဟာ ဧဘရရဲ့ဒီအကျင့်ကြောင့်တခါတည်းရမဖိတ်ခေါ်ထားတဲ့ဘေးဒုက္ခတွေလည်းရောက်လာနိုင်မယ်ဆိုတာကိုတော့ဘယ်သိပါမလဲသူတို့နေတဲ့ဒေသမှာရေရှားပါပါတယ်နေရာဒီမှာဧဘရကဘတ်တက်ထဲမှာကြကြရေစင်းပြီးရေချိုးတဲ့အကျင့်ရှိပါတယ်ပြီးတော့ဘတ်တက်ထဲမှာ၃ချိန်အောင်ရေစင်းထားကြအောင်ရေကအရင်အလဟတ်သက်ဖြစ်ပါတယ်ချွေးမဧဘရဒီမှာကြည့်ရာသီဥတုကအရင်ပူရာမှန်ပေမဲ့ဘတ်တက်ထဲမှာရေစင်းအောင်ရက်လိုက်တော့ရေလောင်ကန်ထဲမှာရေကအများကြီးရှိရမှာပေါ့ နေရရုပ်ရှင်နဲ့မင်းသမီးတွေလိုအမြုပ်တွေနဲ့ရေစိမ်ချိုးရအောင်အမေရဲ့အမေရလည်းရေနည်းနည်းနဲ့ပဲရေချိုးရင်ကျမစိတ်မကျေနပ်ဘူးဘတ်တပ်ထဲမှာအကြာကြီးရေစိမ်ချိုးရင်စိတ်ဝိညာဉ်ကပါအေးချမ်းသွားတယ်လို့ခံစားရတယ်။အော်တမီးရဲ့စိတ်ဝိညာဉ်ကအေးချမ်းသွားမှာမဟုတ်ဘူးတနေ့ရေကုန်သွားတဲ့အခါမှတမီးသိလိမ့်မယ်။ဧပြီရဲ့ယောက်ျားဖြူမင်းကကြီးမောပြီးတော့ပြောလိုက်ပါတော့တယ်။ဟာဟုတ်တယ်ဧပြီတနေ့ကဖြစ်တယ်လို့ပဲလေ။ ငါမုတ်ဆက်ရိပ်ဖို့အတွက်မျက်နှာမှာခရင်လိမ့်ထားတော့ရေးပြတ်သွားတယ်။ရေးကဘာလို့ရုတ်တရက်ကုန်သွားရတာလဲလို့ငါတွေးနေတာ။ဒီချိန်မှာပဲမင်းရဲ့ရေချိုးခန်းထဲမှာဘတ်တက်ထဲမှာရေးပြည့်ဖြစ်ပြီးရေချိုးနေတာကိုသိလိုက်ရတယ်။ပြီးတော့အေးအေးဆေးဆေးတချင်းနေတော့ဆိုနေသေးတယ်။ရေးအေးအေးလေးနဲ့ရေချိုးတဲ့နယ်ဆိုပြီးတော့လေ။အော်ရေလောင်ကန်ထဲမှာရေကုန်သွားမယ်ဆိုတော့ကျမဘယ်သိပါမလဲ။ကျမအစရတည်းကဒီလိုပဲရေချိုးနေကြလေ။ဒီမှာရေရှားတယ်ဆိုတော့ကျမဘယ်သိမလဲ။ဒီမှာကြည့်အောင်ချွေးမရေရေရှားပါတာမဟုတ်ဘူး။ ဒါပေမဲ့အကန့်အသတ်တော့ရှိရလေအခုတော့ပိုင်လိုင်းကိစ္စလုံနေကြတယ်ပြီးရင်ရေပူလာလိမ့်မယ်အဲ့ဒီတော့တွင်တော့ရေကိုအဲ့လောက်မဖြုံးတီးနဲ့ပေါ့သမီးရေဟုတ်ကဲ့ပါမေကျမနောက်ထပ်မဖြုံးတီးတော့ပါဘူးဧပြီကပြောတော့ပြောလိုက်ပါတယ်ဒါပေမဲ့နေ့လေကင်းမှာအလုံးဤပြောသွားတဲ့အခါမှာသူကရေချိုးခန်းထဲကိုတိတ်တခိုးဝင်သွားလိုက်ပါတယ်ပြီးတော့အကြကြီးရေချိုးပါတော့တယ်ဒီလိုနဲ့တနေ့မှာတော့ဧပြီကတိတ်တဆိတ်ရေချိုးဖို့တွန်းခဲ့ပါတယ်ပြီးတော့သူ့ကိုယ်သူပြောခဲ့ပါတယ် အခုအားလုံးအိပ်ပျော်နေကြတယ်။ငါပတ်တပ်ထဲမှာမြ мян လေးရေစိမ်ချိုးလိုက်မယ်။အပူတန်ကြောင့်စိတ်ဝိညာဉ်တော်ပူလောင်နေပြီ။သူကရေချိုးခန်းလေးကိုဝင်သွားလိုက်တာနဲ့ဒေါ်ဆွေစင်ကတွေ့သွားပြီးတော့တကားဝါမှာရက်ပြီးပြိုးခဲ့ပါတယ်။ဟဲ့ချွေးမနင်ပတ်တပ်ထဲမှာရေစိမ်ဖို့ထက်ရောက်လာပြန်ပြီ။နင့်ကိုမလှုပ်နဲ့လို့ပြောထားတယ်လေ။တိတ်တခိုးနဲ့ရေလောင်ကန်ထက်ရေကိုကောင်းအောင်လှုပ်နေတယ်။အမေရေဒါရေပဲလေ။ချစ်ချင်းမြတ်တာနဲ့ပြောလို့ရတယ်။အမေတို့အားလုံးကရေချိုးတော်ဘာလို့တားနေကြလဲ။ အမေတို့ကတားနေလို့ကျမခိုးခိုးပြီးရေချိုးနေရတာပေါ့ငါပြောလဲနဲ့လက်ခံမှာမဟုတ်ဘူးနင့်ကိုပြောလို့လည်းဘာမှထူးမှာမဟုတ်ဘူးတရက်မှာဖြိုးမင်းကဆေးရထက်တန်းစွားနဲ့ရေချိုးခဲနဲ့ဝင်လာပြီးရေချိုးပါတော့တယ်အပြင်မှာလည်းရင်ပူနေပါတယ်ဧပြီကလွန်ခဲ့တဲ့နာယူဝက်လောက်ကပဲဗတ်တက်ထင်းမှာအကြာကြီးရေချိုးပြီးတော့ရေစိမ်ပေးပါပြီဖြိုးမင်းကရေချိုးခဲနဲ့ကနေအိုပြိုးလိုက်ပါတယ်ဧပြီရေရေအားအရင်ဘာလို့နည်းနေရလဲငါအခုမှမျက်နှာမှာဆက်ပြလိမ့်လို့မရှိသေးတယ် ရေကပရလာမှလဲရေလောင်ကန်ထဲမှာရေမရှိတော့ဘူးပြီးတော့ရေတွင်းကလည်းခြောက်နေပြီကျိုးမင်းကမျက်နှာမှာဆက်ပြားနဲ့အတူအပြင်ကိုထွက်လာခဲ့ပါတယ်ဒေါ်ဆွေစင်ကရေမောပြီးတော့ပြုံးလိုက်သွားတော့တယ်ဟာဟာဟာကျိုးမင်းရေနင်ဘာလို့တရေလို့ဖြစ်နေရလဲတရေမဟုတ်ဘူးမေဒါရီအားလုံးကအမေရဲ့ဘတ်တက်ချွေးမရဲ့လက်ချက်တွေပဲအခုလေးနေသူကရေတရာလီတာကိုဖြုံးတိလိုက်တယ်ဘာလို့ရမလဲယောက်ျားရဲ့ နွေရာသီမှာရေရပဲကျမရဲ့အကောင်းဆုံးအဖော်ပဲလေဒေါ်ဆွေစင်ကခြေလက်မျက်နှာကိုတစ်ဖို့အတွက်ရည်ယူလာပေးခဲ့ပါတယ်တည့်ရမှာမိသားစုဝင်တွေအားလုံးကဒီပြည်တနာကနေလွတ်မြောက်ဖို့အတွက်စူဝေးခဲ့ကြပါတယ်ဓမင်းစားစပွဲမှာအားလုံးကတည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေကြပါတယ်အဲ့ဒီအချိန်လေးကမသိရင်တစုံတယောက်ကအစိုးရအစည်းအဝေးခေါ်ထားတယ်လို့မျိုးဖြစ်နေပါတယ်။အခုရေကိုတွက်ချက်ရတော့မယ်။မနေ့ရောညနေရောရေလောင်ကန်ကိုစစ်ဆေးရမယ်။ချွေးမအီပရေအတွက်ဘတ်တပ်ကိုတားမြစ်ရမယ်။ ဘာဘက်တပ်ကိုတားမြစ်ထားတယ်။ဒါဆိုကျမဘဝရဲ့ပျော်ရွှင်မှုတွေပျောက်ကွယ်သွားမှာပေါ့။ပျော်ရွှင်မှုကိုနောက်မှယူဖို့အရင်ဆုံးတခြားသူတွေကိုလည်းအေးအေးဆေးဆေးရေချိုးဝင်ပေးဖို့။ဒါပေမဲ့ဧပြီကနားမထောင်ခဲ့ပါဘူး။ဒီဂျိုးဆက်ကအင်းနီနာချင်းတွေအထိပါတက်ရောက်သွားခဲ့ပါလေ။တရမဧပြီကတဖန်ထက်ပြီးခိုးချောင်ခိုးဝတ်နဲ့ဘက်တပ်ထဲမှာရေးဖြည့်လိုက်ပါလေ။ရုတ်တရက်အင်းနီနာချင်းဥလာမျိုးကဒေါသတကြီးနဲ့တကားဝါကိုရောက်လာခဲ့ပြီးပြောခဲ့ပါလေ။ အကိုကြီးကျွန်တော်တို့ရေလောင်ကန်ရဲ့ဖီးအားလေးကြာသွားတယ်ရက်ွက်ထဲမှာရေစုပ်ဆက်တင်းများရောက်နေသလားလို့ဟိုကျမတို့ရဲ့ချွေးမရေကိုနည်းနည်းပိုသုံးနေလို့ပါကျမကျမတို့တားမြစ်လိုက်ပါမယ်ဦးလာမျိုးကပြန်သွားလိုက်ပါတော့တယ်ဧပရဲကဖြူမင်းကိုကြည့်ပြီးတူတူလီပြောလိုက်ပါတော့တယ်ကြည့်ပါအောင်ယောက်ျားရဲ့ရက်ွက်ထဲမှာတော့ကျမရေချိုးတဲ့အကြောင်းပြောနေကြပြီ ကျမတော့စတားဖြစ်သွားပြီ ဟုတ်တယ်ဟုတ်ပါပြီမင်းကရေသူမလေးဖြစ်သွားတာ哦အဲ့ဒါကြောင့်လေး ။အော်မင်းပြောင်းလဲလိုက်ပါတော့မဟုတ်ရင်တနေ့ကျရင်ပြဿနာတက်လိမ့်မယ်။တရမှာပြဿနာတက်လာခဲ့ပါတယ်။နေ့လည်ခင်းမှာခိုးကြောင်ခိုးဘက်နဲ့ဧပြီကဘတ်တက်ထင်းမှာရေပြည့်ဖြစ်ပြီးရေချိုးခဲ့ပါတယ်။နေရာဒီမှာရက်ကွက်ထဲကလူတွေကစုပေါင်းပြီးတရမှာဖြိုရည်ဆိုင်ကြီးတစ်ခုကိုဖွင့်ကာအားလုံးကိုဖြိုရည်တက်ကြပါတယ်။လူတိုင်းကသူတို့အိမ်ကနေဖြိုရည်ကိုယူလာပြီးတော့ပေးကြပါတယ်။ဒီလိုနဲ့ပွဲတော်တည်တည်လေးတစ်ခုလိုခန်းစားရပြီးလူတိုင်းလေးပေါင်းတင်းဆက်ဆံလို့ရကြတာပေါ့ အလုံးကတလဲစီဖြောရီကိုတွားယူကြပြီးပါပြီအခုတော့ဖြိုးမင်းတို့အင်းကယူရမယ်လေရောက်ခဲ့ပါပြီဖြိုးမင်းကတငငချင်းယောက်ျားလေးနှစ်ယောက်နဲ့အတူသူ့အင်းကနေဖြောရီကိုယူဖို့အတွက်လာခဲ့ပါတယ်ပြီးတော့ပြောခဲ့ပါတယ်အမေကြီးဖြောရီမြင်မြန်လေးဖြောပေးပါအခုကျွန်တော်ရဲ့အဲ့နဲ့ရောက်ပြီလူရီအလုံးကစောင့်နေကြလိမ့်မယ်အေးအေးအခုဖြောရီလောက်ပြီးငါတို့လည်းလိုက်ခဲ့မယ်ဒီတခါတော့ငါတို့ကဖြောရီအများဆုံးပို့ပေးမယ်ငါတို့ကအများဆုံးချီးကျူးခံရမှာပါ ဩချွေးမအေပရေမြမြန်လေးဖြော်ရီလုပ်ပေးပါ အခုကငါတို့အလှဲ့ပဲဟုတ်ကဲ့ပါမေအေပရေကရေယူဖို့အတွက်မိဖို့ကြောင့်လေးသွားတော့ရေပြတ်သွားတာကိုသိလိုက်ရပါတယ်ရေကလုံးဝမလာတော့ပါဘူးအခုအေပရေကကြောက်နေတဲ့ကြားနဲ့အခုဘာပြောရမလဲဆိုပြီးငြင်းငြင်းလေးရင်နေပါတယ်မြမြန်လေးလုပ်လေအေပရေနင်အထဲမှာဘာလုပ်နေရလဲတော်တော်လက်လက်လှူရှားလေငါတို့လည်းသွားရမှာအဲ့ဒါအမေဟိုဟိုလေ ပြောလေတဟိုဟိုနဲ့ဘာဖြစ်နေရလဲအရာမေအရာမေပဲလှုပ်နေတယ်ဟုတ်ရေရေကုန်သွားပြီအမေဘာဟမ်ရေကုန်သွားပြီအခုဘယ်လိုလုပ်ကြမလဲအိုးဒါရှက်စရာကောင်းတဲ့ကိစ္စပဲငါရက်ွက်ထဲမှာနာမည်ကြီးကျင်ခဲ့တာအခုတော့ငါအရှက်ခွဲရတော့မယ်နင်ကဒီနေ့ငါတို့အရှက်ခွဲလိုက်တာပဲဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာကိုကျမတကယ်မသိခဲ့လို့ပါအမေကျမခွင့်လွှတ်ပေးပါနောက်ဆိုဒီလိုမလုပ်တော့ပါဘူး ကျိုးမင်းရဲ့တငယ်ချင်းကောင်းလေးခင်စောကအချင်းလေးကိုနားလည်ပြီးပြောခဲ့ပါတယ်။စိတ်မပူပါနဲ့အန်ဒီကျွန်တော်တို့အိမ်ကအန်ဒီကိုရေယူလာပေးမယ်။အန်ဒီဖြော်ရီလှုပ်လိုက်ပါ။ဖြိုးမင်းကကျွန်တော်ရဲ့တငယ်ချင်းပါ။သူ့ကိုရှက်ခွဲတာကျွန်တော်ကိုရှက်ခွဲတာနဲ့အတူတူပါပဲ။ခင်စောကပြဿနာကိုချက်ချင်းဖြေရှင်းပေးလိုက်ပါတော့တယ်။ဒါပေမဲ့ဒီနေ့ဧပြီကအလုပ်တိုင်းကိုလူတိုင်းရဲ့အဆင်ပြေမှုနဲ့နေထားကိုနားလည်ပြီးမှလှုပ်တင်နေဆိုတာတကယ်ခံစားလိုက်ရပါတယ်။မဟုတ်ရင်တစ်ခါတလေမိသားစုရှက်ခွဲခံရနိုင်ပါတယ်။ မိသားစုတွေမှာအားလုံးကလည်းသူ့ကိုရမ်းချစ်ကြပါတယ်။ဒါကြောင့်သူတို့အရှက်ကွေးခံရတာကိုသူမလိုလားပါဘူး။ဒါပေမဲ့နောက်နေမှာပဲရေလောင်ကန်ကလည်းပျက်စီးသွားခဲ့ပါတယ်။ဒါပေမဲ့ချွေးမရဲ့စီမံခန့်ခွဲမှုကတော့ကောင်းနေတော့မှာပဲ။အိမ်မှာရေမရှိတော့ဧပရေကပုံကိုကန်ပြီးပြုတ်ခဲ့ပါတယ်။တကယ်လို့ရေမလာရင်ပတ်တပ်ထဲမှာနှင်းစီရေကိုထည့်ပြီးထိုင်နေလိုက်မယ်။စိတ်ဝိညာဉ်ကတော့အေးချမ်းတဲ့နံမလား။စိတ်ဝိညာဉ်ကတော့အေးချမ်းတဲ့နံမလား။ချွေးမရဲ့နင်ကပါမစို့လုံနိုင်တယ်။ နင့်ကရှုံးမေးပါပြီ။အခုအားလုံးနားထောင်ကြပါ။ငါချွေးမဧပရီအတွက်တီကြပလတ်စတစ်ရေလောင်ကန်တစ်လုံးတက်ဆင်ပေးလိုက်ပြီ။ဗန်တက်အတွက်အထူးရေလောင်ကန်ပဲ။အဲ့ဒီထဲမှာဧပရီတယောက်ထဲကရေချိုးလိုက်မယ်။ဒါနဲ့အိမ်မှာရှိတဲ့ရေနဲ့ကဘာမှမတက်ဆိုင်တော့ဘူး။အခုဆိုပြဿနာတွေအားလုံးပြီးဆုံးသွားလိမ့်မယ်။ဒါကျမတို့အတွက်ဗတ်တက်ပွဲတော်ကြီးနဲ့တူနေတယ်။ကျေးဇူးတင်ပါတယ်အဖေရဲ့။ဟုတ်တယ်မှန်ပါတယ်အခုကျွန်တော်တို့လည်းစိတ်နှောက်ရှင်မဖြစ်တော့ဘူးကော တကယ်လို့အဲ့ဒါလဲချွေးမနေ့တိုင်းခိုးကြောင်ခိုးဝဲရေချိုးနေတယ်ဆိုရင်ရေလောင်ကန်ရဲတော့ငါလက်ထဲမှာရှိနေမှာနော်ဟုတ်ပြီလားအမေရဲ့အခုကျမအကုန်လုံးနားလဲသွားပြီ ကျမကြည့်နွေရာသီမှာရေချိုးတာကျမတို့ရဲ့အခွင့်ရေးပါဒါပေမဲ့လူတိုင်းမှာတန်းတူခွင့်ရေးရှိတတ်ပါတယ်ဗတ်တက်ပဲဖြစ်ဖြစ်ပုံမှန်ဖြစ်ဖြစ်ချစ်ချင်းမြတ်တာရှင်နဲ့မိသားစုမှာမျှတမှုရှိဖို့ကလိုအပ်ပါတယ်မဟုတ်ရင်ရေမရှိပဲတစုံတစ်ယောက်ကစက်ပြရဲလိမ့်ပြီးတည့်ရဲဖြစ်သွားနိုင်တယ်လို့တစုံတစ်ယောက်ကတော့ရေမချိုးရပဲကြံနေလိမ့်မယ်လေ ားလုံးဟာရီမိုးလိုက်ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်တဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်